နေ့အတွက်စိတ်ဝင်စားစရာမြန်မာသတင်းနဲ့နိုင်ငံတကာသတင်းများကိုပိုအောင်မိုးကျော်စူးစီးတင်ဆက်ထားပါတယ်ဒီနေ့တရင်နေ့ပြောရမယ်ဆိုရင်အရင်ဆုံးမင်္ဂလာမရှိတဲ့တရင်နဲ့ဆောက်ပါမယ်ပေါ့နော်မန္တလေးတိုင်းဒေသကြီးမြင်းညံ့မြို့နယ်ကွမ်းဆိုင်ရွာမှာတန်ဃာတော်နှစ်ပါးနဲ့ရသားတဦးကိုလူမျိုးတစ်ဖက်ဝင်နေတဲ့ဆက်သွယ်ရှိတယ်ဆိုပြီးတော့ဒလန်လို့ဆွဆွဲတာပေါ့နော်ဆွဆွဲပြီးတော့ဓာရီနဲ့ဝိုင်းဝန်းထုတ်ခုတ်ခဲ့တာကြောင့်တန်ဃာတော်တစ်ပါးပြန်လုံတော်မူပြီးတော့တန်ဃာတော်တစ်ပါးရသားတဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဒါမြင်းညံမြို့နယ်ကွန်ဆော့ရွာမှာ အော်တိုဝါလာတရက်နေ့ညဆယ်နိုင်လောက်မှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ကွန်ဆော့ကြီးရွာကံဦးကျောင်းမှာရှိတဲ့ခန်းနစ်စရာတော်ဦးတိတ်တတ်တော်35နဲ့ဦးဆက်နီမှာတတ်တော်36နဲ့ဝါတော်2ဝါကွန်ဆော့ကြီးရွာကဒေသခံလူဦးဖြစ်တဲ့ဦးမြင့်စိန်59နှစ်တို့အကျောင်းမှာရှိနေတဲ့ချိန်မှာ PDF ဖုတ်ဝင်နေရောက်ရှိလာပြီးတော့တန်ဃာတော်နဲ့ဒီအရသာပြည်သူကိုဒုံညွေတဖုတ်ဝင်နေနဲ့ဆက်ဆက်မှုရှိတယ် ချိတ်ဆက်မှုရှိတယ်ဆိုပြီးဆွတ်ဆွဲပြီးတော့ဓာတ်တွေနဲ့အခုလိုမျိုးဝိုင်းဝန်းတိုက်ခိုက်ခဲ့တာကြောင့်ဆရာတော်ဥတိတပြန်လောင်တော်မူသွားခဲ့တယ်လို့သိရပါတယ်။အဲဒီလိုပဲဆရာတော်ဥစန်နီမာနဲ့ဒေသခံပြည်သူဖြစ်တဲ့ဦးမြင့်စိန်လည်းတန်ရာတွေရရှိပြီးတော့ဆေးရုံကိုပို့ဆောင်ထားရတယ်လို့သိရပါတယ်။နောက်သတင်းနည်းပုတ်ကတော့စစ်ရှုံးနေတဲ့ GIA ကဖာကန်ဒေသမှာပေါ်တာတအားဆွဲနေပါတယ်။တအားမှတအားကိုဆွဲနေပါတယ်။လမ်းမော်ဖြတ်သွားဖြတ်လာလူတိုင်းအကုန်လုံးကိုဆွဲပါတယ်။ ဘာကနေတမှာရေမစေးကြောက်ရှာဖွေတဲ့သူတွေလည်းထွက်ပြေးတင်းချောင်နေရပါတယ်။အဲ့လိုထွက်ပြေးတင်းချောင်နေတဲ့တည်သွားတဲ့သူတွေတောင်ရှိပါတယ်။ဘာကနေတကိုအလုံးစုံစူးမှုနိုင်ရည်အတွက်လူမျိုးတဖုံတွေဘက်ကလည်းနေမရှင်လင်းရေးတွေစတိုက်လုဆောင်နေတာဖြစ်ပါတယ်။နောက်တည်တဲ့ဘောကအင်မတန်မှမယိုင်းတဲ့လူပေါ့နော်။ကျွန်တော်ထက်ငယ်ပါတယ်နော်။အသက်အပြည့်29နှစ်ပဲရှိပါသေးတယ်။ခြေတကုံဖျားရှင်မြင်တော်ပေါ်မှာအပေါ်ဆုံးနေပေါ့နော်။ဘောဆုံးနေ။ ကျွန်တော်တဒန်းတစ်လျှောက်လုံးမှာဒီဖရားရင်မြင့်ပေါ်မှာဒီလိုမျိုးလှုပ်ရက်ကိုလှုပ်တဲ့သူကျွန်တော်တစ်ချိန်တစ်ခါမှတော့မကြားခဲ့ဘူးဘယ်လိုအတွေးမျိုးနဲ့ဒီလိုလှုပ်ရက်ကိုလှုပ်တာလဲဆိုတာကျွန်တော်စဉ်းစားလို့တော့မရရင်းမြင့်တော်ပေါ်မှာဒီလိုလှုပ်တဲ့လှုပ်ရက်ကတော့တော်တော်လေးကိုစိတ်ပြက်ဖို့ကောင်းတယ်ဗုဒ္ဓဘာသာစစ်လားမစစ်လားထားလိုက်ပါတော့အခြားဘာသာတွေလိုမထိခိုက်တော့ပါဘူးနော်ဒါပေမဲ့ကိုယ့်ဘာသာဝင် ဖြစ်ပါလျက်နဲ့အခုလိုမျိုးလှုပ်တဲ့လှုပ်ရက်ကတော့တော်တော်လေးကိုမယမ်းရန်ကားလွန်ကြီးတယ်ဒါပေမဲ့သူ့ကိုဖမ်းမိသွားပြီ အောက်တိုဘာ၁ရက်နေ့ကရှီရုံဘုရားရှင်မြေပေါ်မှာရှိတဲ့အမည်ဆိုင်စီဒီအမှတ်၄၈နဲ့အုတ်ကူစီဒီအမှတ်၁၁၈ကြားမှာအပေါ့သွားခဲ့တယ်။အဲ့ဒီပေါ့သွားခဲ့တဲ့သူကရန်ကုန်တိုင်းဒေသကြီးမယန်ကုန်းမြို့နယ်အမှတ်ခွန်ရပ်ကွက်မှာနေတဲ့တင်မျိုးဝင်းခေါ်ဝန်နီ၂၉နှစ်ဖြစ်ပါတယ်။အခုတော့သူ့ကိုဖမ်းဆီးရမိသွားပြီလို့သိရပါတယ်။အဲ့တော့တာမန်ပြည်သူတွေစိတ်နဲ့ဆိုလို့ရှိရင်တော့ဒီလူမလွယ်တော့ဘူး။ဥရိယဒါဆိုရင်သာသနာညှို့နှောင့်မှုနဲ့တခုခုပေါ်တော့တခြားသော အမှုတွေနဲ့ရင်ဆိုင်ကောင်းရင်ဆိုင်ရနိုင်ပါတယ်မလုံလောက်ဘူးလို့တော့ထင်တယ်နော်ဒီလိုလောက်တာမလုံလောက်ဘူးလို့တော့ထင်တယ်ဘယ်လိုလူမျိုးပဲဖြစ်ဖြစ်လေဒီလိုလောက်တဲ့လောက်ရက်ကတော့ဒါဘယ်လိုမှအဆင်မပြေတဲ့လောက်ရက်ဘာကြောင့်လဲချီလူဘုရားဆိုတာမြန်မာနိုင်ငံနဲ့တွဲပြီးမြင်ရတဲ့ကျွန်တော်ဘာသာရဲ့အထွတ်မြတ်ထားရနေရာဖြစ်ပါတယ်နော်ကျွန်တော်တို့နိုင်ငံရဲ့ပြည်ယုံလည်းဖြစ်ပါတယ်ဘာသာတိုင်းနဲ့ဆိုင်ပါတယ်နော်ဘယ်ဘာသာပဲတော်တော်ချီလူဘုရားရှိတဲ့နိုင်ငံကလာတာဆိုလို့ရှိရင်ဒါဆိုရင်နည်းနည်းလူသိများတယ်ပေါ့နော်အဲ့တော့ ထားလိုက်ပါတော့ဒီလူရဲ့ကဒီလူတက်တေချာဖို့ပြည်တန်ခံရမယ်လို့ကျွန်တော်ပြောရဲနော်ဒီအမှုနဲ့ထောင်ထဲရောက်သွားတယ်ဆိုလို့ရှိရင်လည်းမစားတာပါနော်ဒါသူ့ဘဝနဲ့သူဖြစ်သွားမှာပေါ့နောက်တဲ့နေ့ဘုကတော့ဒီပါတီစုံဒီမိုကရေစီအထွေထွေရေကောက်ပွဲ2025ပေါ့နော်ဒီရေကောက်ပွဲကိုနောက်ဆက်အဟန်ထားခြင်းကနေပြီးကွဲတဲ့ဥပဒေနဲ့အရေးယူထားတာ24မှုရှိပါတယ်အမှုပေါင်း24မှုရှိတယ်လူပေါင်း64ဦးရှိပါတယ်အဲ့တော့အစရေကျွန်တော်ပြောရအောင်နော် ဒီလမ်းပေါ်မှာစာရွက်ကျဲတာတို့နော်ဆန္ဒပြတာတို့အွန်လိုင်းပေါ်မှာအားချောင်းတာတို့ဒါတွေအကုန်လုံးအကာအကွယ်ပြုထားတယ်။ဆိုတော့အထွေထွေရွေးကောက်ပွဲကိုအကာအကွယ်ပြုထားတဲ့ဥပဒေဆိုတာကဒီမိုကရေစီကိုအကာအကွယ်ပြုထားတဲ့ဥပဒေနဲ့အတူတူပဲ။အဲ့တော့ဒီမိုကရေစီနိုင်ငံတနိုင်ငံရဲ့အင်္ဂါရဲ့အရာရွေးကောက်ပွဲရှိရမှာဖွဲ့စည်းပုံအခြေခံဥပဒေရှိရမယ်။လွှတ်တော်ရှိရမယ်။စသဖြင့်ဒီလိုအင်္ဂါရက်တွေနဲ့ရှိတယ်။အဲ့တော့ကျွန်တော်တို့ကဒီမိုကရေစီနိုင်ငံကိုပြန်သွားဖို့အတွက်ပထမအဆုံးခြေလှမ်းပြန်လှမ်းနေတာ။အဲ့ဒါကရွေးကောက်ပွဲပဲ။ နော်အဲ့တော့ယူကော့ပွဲကိုကာကွယ်ထားတဲ့ဥပဒေတွေအကုန်လုံးကဒီမိုကရေစီကိုကာကွယ်ထားတဲ့ဥပဒေတွေနဲ့တူတယ်အဲ့တော့ယူကော့ပွဲကိုဖျက်လို့ဖျက်ဆီးလုပ်တဲ့သူတွေကလည်းဒီမိုကရေစီကိုနှောက်ယှက်ဟန်တာဖျက်ဆီးတဲ့သူတွေနဲ့အတူတူပဲအဲ့ဒီတော့တေချာပေါ့ပြင်းပြင်းထန်ထန်ရေးရော်မှာဖြစ်ပါတယ်ပြင်းပြင်းထန်ထန်လည်းရေးယူခံရပါလိမ့်မယ်နော်ရေးယူခံရပါလိမ့်မယ်တတိထားဖို့လိုတယ်အာမချောင်းနဲ့လက်မော့တက်ပြီးတော့အာဒီမရောင်နဲ့ကိုကိုယ်တိုင်လည်းဘာမှနားလဲတာမဟုတ်လို့ရှိရင်ကိုဘွားနဲ့ကိုနေတာအကောင်းဆုံးပါနောက်တတိယဘုတ်ကတော့6မြို့နယ်ဆောက်လုပ်ရေးဌာနကလက်ထောက်ညှို့မှုအပါအဝင် အမျိုးသမီး2ဦးကို PDF ဖုတ်ဝင်နေဖမ်းဆီးသွားတယ်လို့သိရတယ်။ဖမ်းဆီးသွားတဲ့နေရာကတော့6မြို့နယ်စင်ကားရွာနဲ့ညောင်မြို့နယ်စင်ကန်ရွာကြားထဲမှာရှိတဲ့ကြီးရွာချင်းဆက်လမ်းမိုင်းမှာဖမ်းသွားတာဖြစ်ပါတယ်။အော်တိုဝါတရက်နေ့ညနေပိုင်းကဖမ်းသွားတာဖြစ်ပါတယ်။မဖမ်းတဲ့ဖွဲ့ကတော့ဘယ်ဖွဲ့လဲတော့မသိဘူး။ဝန်ထမ်းမဲလေဝန်ထမ်းဝန်ထမ်းလှုပ်လှုပ်နေတာ။ဒါ우ဖမ်းတယ်ပြီးလို့ရှိရင်ငွေပေးပြီးတော့ရွေးခိုင်းအောင်ပါဗောနော်။ကျွန်တော်တော်တော်များများကြားသလောက်ကဒီလိုပြန်မေးဆွဲတဲ့အလုပ်တွေကလည်းရှိတယ်။ နော်ပတ်စံသိန်း900နဲ့လာပြန်ယူပါတော့1000နဲ့ပြန်ယူပါတော့ပြီးရင် online ပေါ်မှာတင်ပါလိမ့်မယ်ခံဝန်ကတိနဲ့ပြန်လွှတ်လိုက်ပါတယ်ဆိုပြီးတော့ဒါပေမဲ့အဲ့ဒါလွယ်လွယ်မဟုတ်ဘူးနော်မိသားစုတွေကတူတူချင်းချင်းနဲ့ပတ်စံနဲ့ပြန်ယူသွားရတဲ့အမှုမျိုးတွေအများကြီးရှိတယ်နော်ဒီလိုဖြစ်စဉ်မျိုးတွေကအရက်သားတွေမှာလည်းရှိတယ်နော်နိုင်ငံဝန်ထမ်းတွေကိုလည်းခုလိုဖန်စီခံရတဲ့ဖြစ်စဉ်တွေပြီးတော့တူတူတင်းတင်းဒီတိုင်းပဲပျောက်သွားတဲ့တင်းတင်းတွေအများကြီးရှိတယ်ပေါ့နော်အဲ့တော့ဒီဖြစ်စဉ်ကဘယ်လိုဆက်ဖြစ်မလဲတော့ကျွန်တော်တို့မသိဘူးဒါကျွန်တော်စောင့်ကြည့်ရမယ့်အနေထားဖြစ်ပါတယ် နောက်တဲ့တဲ့ဘုတ်က EOD တည်င်းဌာနကတင်ထားတဲ့တည်င်းတဲ့ဘုတ်ပေါ့နော်အဲ့ဒါကရေကောက်ပွဲနီးမှလာစာတူတာကမဲဆွယ်နီးတစ်ခုပေါ့ဆိုတော့ဆောင်းပါရုပ်တန်တစ်ခုပေါ့နော်ရုပ်တန်ဆောင်းပါတစ်ခုတင်ထားတယ်အဲ့တော့လက်ရှိနိုင်ငံတော်အကြီးအကဲတွေကကုန်စည်နှုန်းနဲ့နော်အခြားသောအခြေအနေတွေအရထောက်ပံ့ကြီးတူတာတကယ်တော့လာစာတူတာမဟုတ်ထောက်ပံ့ကြီးတူတာဟိုရက်ကကျွန်တော်ပြောတယ်ဒါပေမဲ့ပြောလို့လွယ်အောင်လို့ထောက်ပံ့ကြီးဆိုတဲ့စာကဒါရှိတယ်ဒါကြောင့် ကျွန်တော်လာစားလို့သုံးလုံးသွားတာထပ်ပန့်ချင်းမှန်းတော့ကျွန်တော်လည်းသိတယ်အဲ့ဆာကိုကျွန်တော်လည်းဖတ်တာပေါ့နော်ထားလိုက်ပါတော့အဲ့တော့ယူကော့ဘွယ်နီမလာစားဒူရာမက်ဆွန်ဒီတခုပါလို့သူကပြောတယ်ပေါ့နော်ဒါကျွန်တော်တို့ကဒီလိုကြက်တဲနေတဲ့ကာလမှာနော်ကိုယ်သိလင်းကြောင်းနေပိတ်တယ်ကိုယ်စင်းလုံးနေကြီးမြင့်တယ်အဲ့လိုအခြေအနေမျိုးမှာထပ်ပန့်ချင်းတူထားပေးတာသုံးသောင်းနဲ့မများအောင်သုံးသောင်းနဲ့အဲ့သုံးသောင်းမှာမှာဝန်ထမ်းကိုပဲတူပေးတာဝန်ထမ်းရဲ့အငိမ့်စားဝန်ထမ်းရဲ့နေစားဝန်ထမ်းရဲ့ဒါပဲအဲ့တော့ဒီလိုပြောတာကို မဲဆွယ်နီးတစ်ခုလို့ပြောရဲဆိုလို့ရှိရင် NLD အစိုးရလက်ထက်ကကိုဗစ်ကိုအကြောင်းပြပြီးတော့ရက်ထဲရွာထဲမှာပတ်စံ3000နဲ့အုပ်ချုပ်မှုတွေဗာပြောလဲဘယ်သူပေးတာလဲမေစုပါတီကပေးတာနော်ဒါတို့မေစုပေးတာမဲပေထည့်ရမလားသိတယ်မလားဆိုတော့ရုပ်တံလေးကိုပေါ်တင်ထွက်တာအဲ့ဒါက free and fair election လားအဲ့အဲ့လိုဖြစ်စင်နေကဒီကိုဗစ်ကိုအသုံးချပြီးအများကြီးဖြစ်သွားခဲ့တယ်။ဒါအားလုံးသိပဲ။နော်မီဒီယာကြီးတွေလည်းရေးကြတယ်ဒီလိုမျိုးကာလမှာဒီလိုမျိုးပြီးပြီးဒီလိုလောက်တာမကောင်းဘူး။ ဒါပေမဲ့မြေပြင်မှာအဲ့လိုလုပ်သွားခဲ့တယ်ကိုဗစ်ကာလမှာ3000ပြည်ပြည်မဲဆွဲသွားခဲ့တယ်အငွေရဲ့ဖောင်းပွားမှုအရာဆိုလို့ရှိရင်အဲ့တော့ပြီးခဲ့တဲ့ပတ်စံပုံများတယ်လို့ပြောလို့ရတယ်3000ချင်းတွေ့ရင်တော့အဲ့တော့ပြီးခဲ့တာပုံများတယ်ပြောလို့ရတယ်အခုကနိုင်ငံဝန်ထမ်းတွေကိုပဲပြီးတာဘာကြောင့်လဲ2025ရေကောက်ပွဲကနီးပြီနီးပြီဖြစ်တဲ့အတွက်နိုင်ငံဝန်ထမ်းတွေအလုပ်များတယ်နော်သက်ဆိုင်ရာဌာနအသီးသီးအကုန်လုံးအလုပ်များကြတယ်အဲ့လိုပဲနိုင်ငံအခြေအနေရနိုင်ငံရေးအခြေအနေရဝန်ထမ်းတွေကြားထဲမှာငွေကြီးအဖြစ်ကျက်တဲတယ် ချက်တည်းအဲ့အဲ့တော့ထောက်ပံ့ညီတူပေးရเนาะဒါဟုတ်မင်းဆွေတယ်လို့ပြောရဲဆိုတော့ယူကြောင်ကြောင်စကားပဲအားနေလို့ရှိရင်ဒီလက်ရှိအစိုးရခေါင်းဆောင်တွေပေါ့လက်ရှိအစိုးရခေါင်းဆောင်တွေကိုတိုက်ခိုက်မှသူတို့ကထမင်းစားရတာအဲ့လိုမှမတိုက်ခိုက်ရင်သူတို့လည်းပြပပါနေလို့များထမင်းလည်းစားစရာရှိမှာမဟုတ်ဘူးပေါ့နော်အဲ့လိုဘာပဲဖြစ်ပေါ့အမေကရွေးကနဲ့ထိုင်ပြီးအတင်းနေပြောနေမဲ့အတူတူเนาะအဲ့ဒီ channel တွေကနေတရားတွေထိုင်လွှင့်နေတာကမှပို့ပြီးတော့မြန်မာနိုင်ငံအတွက်အကျိုးပြုတယ်လို့ပြောချင်ပါတယ်အခုအချိန်ကြီးက ော်သူတို့လုပ်နေတဲ့လုပ်ရည်တွေကမြန်မာနိုင်ငံတော့ဘယ်တာမှအကျိုးမပြုเนาะအဲ့တော့ကျွန်တော်တို့ကလည်းအဲ့ဒီလူလူတွေရဲ့ဇကားတွေကိုဘလုံးဝ attention မပေးဘူးလို့လည်းလှည့်ကိုမကြည့်နဲ့ဥမာ live မှာတွေ့တယ်ဗီဒီယိုတစ်ပုဒ်တွေ့တယ်တွေ့ပြီးမိခင်ရွေးကနေအတင်းပြောတဲ့သူတွေဆိုလို့ရှိရင်ကြော်တာကြော်ပြောလိုက်အဲ့ဒါဆိုပိုကောင်းတယ်ပေါ့เนาะနောက်တစ်တင်းတစ်ပုဒ်ကဒေါအောင်ဆန်းစုကြည်ရဲ့ตาပေါ့เนาะ Kim Eric ကသူ့အမိကိုတဲ့ပြန်လွတ်မြောက်ဖို့အတွက်တရုတ်ကိုအကူအညီတောင်းတယ်တဲ့ဒေါအောင်ဆန်းစုကြည်က ကျင်းမှုကျူးလွန်လို့ဖန်ခံထားရတာပေါ့နော်ကျင်းမှုကျူးလွန်လို့ဟီကော့ပွဲမတမာမှုတွေရောဘာတွေရောအခြားသောအမှုတွေအများကြီးပဲသူ့မှာရှိတယ်အကိလေသာမှုလည်းပါတယ်အဲ့တော့တတိအထောက်ထားခိုင်လုံစွာနဲ့သူ့ကိုဖန်ဆီးထားတာဖြစ်ပါတယ်နော်တတိအထောက်ထားခိုင်လုံစွာနဲ့ဖန်ဆီးထားတာဖြစ်ပါတယ်တော့ဒေါက်ဆန်းစုကြည်ကိုသူကတရုတ်ကိုဖိအားပေးပြီးလှုပ်ခိုင်းလဲတရုတ်ကပြောလို့မရဘူးဒါပြည်တွင်းရေးဖြစ်တယ်နောက်ပြီးတော့ကျွန်တော်တို့ပြည်တွင်းကကျွန်တော်တို့တရားစီရင်မှုဖြစ်တယ်နော်တရုတ်ကအဲ့လိုဝင်ပြောမှာမဟုတ်နော်အမှုကကျွန်တော်တို့ပြီးပြတ်ပြီးသားမှုလည်းဖြစ်တယ်ဒေါက်ဆန်းစုကြည်သားကအခုရဲ့ပိုင်းမှာ သူ့အမေကိုတအားချစ်ပြနေနော်ခုလူနဲ့တွေ့ပြီးတော့ပြောလိုက်ဒီလူနဲ့တွေ့ပြီးတော့ပြောလိုက်အခုတရုတ်ကိုသူတို့အဲစာဖို့တောင်းဆိုထားတယ်ထင်ပါတယ်နော်အဲ့လိုမျိုးပြောတယ်လို့ထင်ပါတယ်နော်တရုတ်ကသူ့အသိလည်းသိမှာမဟုတ်ဘူးသူပို့တဲ့စာလည်းကြည့်ချင်မှကြည့်မှာပေါ့နော်သိချင်မှတော့သိမှာအဲ့တရုတ်လူနိုင်ငံမျိုးမှာတရက်တရက်ဝင်တဲ့ဝင်စာတွေကဘယ်နည်းမလဲအဲ့တော့သူစာဆိုတာအလကားပဲဘာဘာလို့လဲဆိုတော့ဖက်တာခံပြီးကြည့်မယ်ဆိုရင်သူ့ရဲ့စာကဘယ်လိုမှအသုံးမကျတဲ့ဘယ်လိုမှအသုံးမဝင်တဲ့ အမိုက်ဘုံလိုမျိုးအဆင့်ပေါ့အဲ့လောက်အဲ့လောက်ကိုပဲရောက်ရောက်မယ်အရေးကြီးအဆင့်နဲ့တရုတ်အစိုးရတီးဖို့ဆိုတာမလွယ်ကူပါဘူးဒီခင်မအရစ်ကအခုလိုမျိုးသူကတရုတ်ကိုတောင်းဆိုထားတယ်လို့ပြောရတဲ့နောက်ပိုင်းမှာသူကဘာပြောလဲဆိုတော့သူ့အမိလွတ်မြောက်ဖို့အတွက်တဲ့သူကတရုတ်ကိုကူညီပေးဖို့တောင်းဆိုထားတယ်တဲ့သူ့အမိနဲ့နိုင်ငံရေးအကျဉ်းသားတွေအကုန်လုံးလွတ်မြောက်မှုဟာတဲ့တင့်မြတ်ပေါင်းစည်းမှုနဲ့တည်ငြိမ်ရေးအတွက်အရေးကြီးဆုံးပထမခြေလှမ်းဖြစ်ပါတယ်မြန်မာစကားကိုမတက်တက်နဲ့သူကမြန်မာလိုလည်းမတက်ပါဘူးသူတောင်းတောင်းနဲ့ အဲ့တော့မြန်မာစာကိုမတက်တက်တက်နဲ့တယောက်ယောက်ကအနောက်မှာ guideline ပေးပြီးလုပ်နေတယ်ထင်ပါတယ်မြန်မာနိုင်ငံရင်းနဲ့ပတ်သက်ပြီးတော့ဗောနောသူတို့လည်းမိစာကုံစီကံရှိသမျှအကိစ္စနဲ့အကုန်ရှောက်လို့ရတဲ့အနေထားမှာဒေါ်စွန်းစကြည်သားတွေဘာတွေပါထုတ်သုံးလာတဲ့အနေထားဗောနောအဲ့တော့ Kim Eric ကပြီးခဲ့တဲ့ပိုင်းကထွန်းမြက်နိုင်နဲ့တွေ့တယ်နော် NGO ကလူတွေနဲ့တွေ့တယ်သူအကုန်လုံးပတ်တွေ့နေသူတွေ့တယ်ဆိုတာက အနောက်မှာ guideline ပေးပြီးတွေ့ခိုင်းလို့တွေ့တဲ့သဘောပေါ့နော်နိုင်ငံရေးအကျဉ်းသားအလုံးလုံးလွမြောက်ဖို့ဆိုပြီးသူကပြောတယ်ပေါ့ဆိုတော့ကျွန်တော်ရဲ့အမြင်မှာတော့နိုင်ငံရေးအကျဉ်းသားဆိုတာမရှိဘူးပြစ်မှုကျူးလွန်လို့နော်ပြစ်မှုကျူးလွန်လို့ဖန်စီခံရတာပဲရှိတယ်မဲခိုးတာလားဒါမှမဟုတ်လို့ရှင်ပြဿနာတစ်ခုခုရှာလို့လားဖန်စီခံရတာပဲရှိတယ်နော်ဒါမှမဟုတ်ရင်အဂတိလိုက်စားလို့လားတည်စေဥပဒေတစ်ခုခု ဖောက်ပြက်ကျူးလွန်မှာထောင်ထဲရောက်တာဖောက်ပြက်ကျူးလွန်ခြင်းမရှိရင်ထောင်ထဲမရောက်ဘူး နော်အဲ့ဒီဥပဒေတွေအကုန်လုံးကလည်းဘယ်သူမှရေးဆွဲခဲ့တာမဟုတ်နော်ဒီတပ်မတော်ကရေးဆွဲခဲ့တာမဟုတ်ဟိုအရင်တည်းရှိခဲ့တဲ့ဥပဒေကိုဖောက်ဖျက်လို့နော်ဖောက်ဖျက်လို့ထောင်ကြနေတာအဲ့ဒါနိုင်ငံရေးအကျဉ်းသားမဟုတ်ရာဇဝတ်သားရာဇဝတ်သားပဲနောက်တရင်တစ်ပုဒ်ကတော့ကုတ်ခိုင်မှာကောင်မလေးတယောက်၈နှစ်အာရမပြုကျင်ခံရတယ်အော်တိုဘာနေ့ရက်နေ့တော့အချင်းပြင်းနေမြောက်ပိုင်းကုတ်ခိုင်မြို့နယ်မှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်ဒီဖြစ်ပွားမှုမှာ ဒီအာရမပြုခြင်းခံရတဲ့ကောင်မလေးကိုလက်ဘင်းမှာဓာတ်နဲ့ခုတ်ပြီးတော့ကုတ်ခံမျိုး ကောက်ကွင်းအနီးမှာအလောင်းကိုပြစ်ခဲ့တာဖြစ်ပါတယ်ဒီအရွယ်လေးကိုအာရမပြုခြင်းနဲ့အပြင်ကိုရဲရဲဆက်ဆက်တက်ဖြတ်တယ်ပြီးတော့အခုလိုမျိုးရဲရဲဆက်ဆက်ဆုံးပြစ်ခဲ့တယ်ဘယ်လိုစိတ်နဲ့ဒီလိုလုပ်တာလဲမပြောတော့ တအားမဖြစ်နေတယ်ဆိုလို့ရှိရင်လည်းမပတ်ဆက်ရှာလေကိုယ့်ကိုပတ်ဆက်ရှာပြီးတော့သွားလို့ပေါ့ဘာလို့ဒီလိုမျိုးလူမမယ်အရွယ်လေးတွေကိုလှုပ်တာလဲဘလောက်များမိုက်ရိုင်းလိုက်တဲ့လှုပ်ရက်လဲဆိုတော့ပြောလို့မရအောင်တော့တရားဥပဒေစုံမှုမှုမရှိတဲ့နော်ကိုယ်ခိုင်လုံနေရာမျိုးမှာအခုလို့သွားလို့တာဖြစ်တဲ့အတွက်ဒီကလေးမိဘတွေအတွက်အမှန်တရားရှာဖွေဖို့တို့ရရတော့တကယ်အရေးကြီးနေပြီလို့ကျွန်တော်ထင်တယ်နော်လူလူမျိုးတစ်ဖက်ဝင်နေနေလေကိုယ်ခိုင်ကိုမကြခင်တိုင်းနိုင်ဖို့အတွက်မျှော်လင့်ပါတယ် နောက်တစ်ခုကတော့ကျွန်တော်ဒါမြောက်ကိုရီးယားကောင်းဆောင်ရဲ့ဗီဒီယိုလေးတစ်ပုဒ်ကျွန်တော်ကြည့်လိုက်ရတယ်ပေါ့နော်။ကင်ဂျုံရဲ့ဗီဒီယိုလေးတစ်ပုဒ်ကျွန်တော်ကြည့်လိုက်ရတယ်။အဲ့ဒါကသူဂျာဆုံးတဲ့တပ်ဖွဲ့ဝင်တွေပေါ့။ကျွန်တော်ထင်တယ်ရုရှားကပြန်ပါလာတဲ့တပ်ဖွဲ့ဝင်တွေထင်ပါတယ်ဘော်ဒီတွေပေါ့နော်။ယူကရိန်းမှာနိုင်ငံအတွက်ကိုစားပြုတ်ပြီးတော့ရောက်တိုက်ခိုက်တယ်ပြီးတော့တပ်ဖွဲ့ဝင်တွေကြာဆုံးတယ်ပေါ့နော်။အဲ့ဒီဘော်ဒီတွေအကုန်လုံးကိုအခမ်းအနားနဲ့နိုင်ငံတော်အလံအုပ်ပြီးကြိုးဆိုတယ်။ ဲ့မှာ तू ကဂုံယူပန်းစီချဖို့အတွက်အဲ့ဒီ body တွေကိုလိုက်ကြည့်တယ်ပေါ့အရင်ကမြောက်ကိုရီးယားမှာ ပြည်သူတွေသူတို့ခေါင်းဆောင်မြင်လို့ရှိရင်ငိုတာတွေရီတာတွေကိုဆက်တွေ community နိုင်ငံတွေမှာလုတ်တက်တဲ့ပုံစံမျိုးလက်ခုတွေတအားတီးရတယ်ကျွန်တော်ကတော့တော်တော်သဘောမကျတဲ့သူဖြစ်ပါတယ်ဒါပေမဲ့ဒီနေ့သူ့မျက်နှာမှာဖြစ်နေတဲ့ reaction လေးကိုကျွန်တော်ကြည့်လိုက်တာသူငိုတယ်ယောက်ျားလေးတယောက်နိုင်ငံခေါင်းဆောင်တယောက်သူငိုတယ်ငိုတော့ကျွန်တော်တို့တခါလေး လိုက်ပြောနေရင်လည်းစိတ်ခံစားချက်များသွားပြီးတော့ကိုယ်နိုင်ငံအတွက်ဟိုတခုခုခံစားလာတော့မှဆိုလို့ရှိရင်အဲ့လိုမျိုးဟန်ဆောင်ပြီးဟိုဘက်လက်ဒီဘက်လက်လိုက်လုလဲရတဲ့ဟာမျိုးတွေအဲ့အဲ့လိုမျိုးပုံစံမျိုးသူ့မှာကျွန်တော်မြင်လိုက်ရတယ်ပေါ့နော်တကယ်နိုင်ငံကောင်းဆောင်တယောက်ဆိုပေမဲ့သူ့တက်ဖွဲ့ပေါ်သူတကယ်ကိုမေတ္တာထားတယ်ပေါ့နော်သူ့တက်ဖွဲ့ပေါ်တကယ်ကိုသူချစ်တယ်ဟိုတန်ရောစင်ရှိတယ်ပေါ့သူစိတ်မကောင်းဖြစ်သွားတဲ့ပုံစံသူမျက်ရည်မကျအောင်ဟန်ဆောင်လိုက်ရတဲ့ပုံစံကျွန်တော်မြင်ရတယ်အဲ့တော့ကင်းညုံအနေနဲ့အသက်ငယ်တယ် သူ့နိုင်ငံကိုသူစူးစမ်းပြီးတိဆောက်တယ်နော်မိဘတွေထားခဲ့တဲ့နိုင်ငံသူစူးစမ်းပြီးတိဆောက်တယ်သူ့နိုင်ငံကိုကာကွယ်ဖို့အတွက်ကဘာသူ့လူရမသွင်းပါနော်သူလုပ်ခဲ့တဲ့အရာတွေအတွက်သူအာဏာရှင်လို့သတ်မှတ်တယ်ကဘာသူ့လူရမသွင်းဘူးသူ့ပြည်သူတွေလည်းခက်နှောက်ကြတယ်သူတို့မှာဘယ်လောက်ကြီးတဲ့အနာကြီးရှိနေလဲဆိုတာမစိတ်တရားကြီးရှိနေလဲဆိုတော့ကျွန်တော်တို့မမြင်ရနော်သူ့နိုင်ငံသားတွေအတွက်ဘယ်လောက်ကြီးတဲ့စိတ်တရားကြီးရှိနေလဲဆိုတော့ကျွန်တော်မမြင်ရအရှိကပြောခဲ့သလိုအရာတွေအများကြီးသူပေးဆက်ပြီးတော့မှ ူနိုင်ငံမှာနျူကလ িয়ার ပိုင်နေဒေါ်နယ်ထရမ့်လိုမျိုးလူမျိုးတော်မှသူ့ကိုတွေးချင်တယ်ဆိုလို့ရှိရင်တော်ယုံနဲ့တွေးခွင့်ရဖို့တော့မလွယ်ဘူးเนาะအဲ့တော့သူ့ကိုအပုံမှန်အဖြစ်သူ့နိုင်ငံကိုကြည့်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကတော့အမျိုးမျိုးပြောလို့ရတယ်ရှုထောက်မျိုးမျိုးနဲ့မြင်လို့ရတယ်ဒါပေမဲ့သူ့ကိုမြကန်းမျိုးချစ်လို့လည်းပြောလို့ရတယ်ဒါပေမဲ့သူ့လိုရမှာတွေကိုအမှန်တကယ်သူလုပ်ခဲ့တယ်သူ့နိုင်ငံအတွက်ကုန်မငယ်ရအောင်သူလုပ်ခဲ့တယ်ဘယ်သူမှသူ့နိုင်ငံကိုတော့မထီရအောင်လုပ်ခဲ့တယ် နော်အာနာရှင်တယောက်ဆိုပေမဲ့လည်းတကယ်ကို तू လှုပ်တင်လှုပ်ထိုက်တာလှုပ်ခဲ့တယ် तू အလွန်ပေါ့ तू အလွန်မှာ तू တိဆောက်ခဲ့တဲ့အရာတွေ ਨੇ နောက်တက်လာမဲ့ तू သမီးပဲဖြစ်ပါဖြစ်စသဖြင့်ပေါ့ဒီလိုလူတွေရဲ့စမ်းသစ်မှု ਨੇ စမ်းသစ်မှု ਨੇ မြောက်ကိုရီးယားနိုင်ငံပြန်ပြီးတော့တောင်ကိုရီးယားလောက်ချမ်းသာလာဖို့မရှိဘူးဆိုရင်တော့မှပြန်ပြီးတော့တောက်ပလာနိုင်တယ်စွန့်အင်အပြည့်ရှိတဲ့စွန့်အအပြည့်ရှိတဲ့တက်မတော်ယူပိုင်ဆိုင်ပြီးတော့မြောက်ကိုရီးယားပြန်ပြီးတောက်ပလာနိုင်တယ်လို့ကျွန်တော် ဒါကျွန်တော်ဒီလိုမြင်ပါတယ်ဆိုတော့နောက်တဲ့ရင်ကတော့တရင်ကျုပ်ပည့်ရဖြစ်တဲ့အတွက်ရန်ကုန်မြို့မှာရှိတဲ့ပြည်သူ့ရင်ပြင်မှာ လူတွေစီကားနေပါတယ်တွာလာလှုပ်ရှားနေကြပါတယ်ဆိုတော့ကျွန်တော်တို့ကတော့တိတ်မထီဘူးပေါ့နော်ကျွန်တော်တို့အပြင်နဲ့တိတ်မထွက်တဲ့ခါကျတော့ပြည်သူတွေအခုလိုမျိုးပျော်ပျော်ရွှင်ရွှင်အခုလိုတွာလာနေတာမြင်တော့လဲကျွန်တော်တို့ဝမ်းသာတယ်ဒီထက်ပိုပြီးတော့အခြေလိုမျိုးတော့ရိုးရပွဲတွေစီစီကားကားနဲ့ကျင်းပတယ်လူငယ်တွေလည်းလူငယ်အလျောက်ပေါ့နော် လူငယ်တွေဆိုလို့ရှိရင်ရင်တော့ EDM ပွဲတွေရှိတယ်အဲပြီးရှိုးပွဲတွေရှိတယ်အဲစသဖြင့်အဲ့လိုပွဲတွေမျိုးတွေမှာကျင်းပပြီးတော့ပုံမှန်တိုင်းပြန်လည်လည်ပတ်တယ်ဆိုလို့ရှိရင်လည်းအကုန်လုံးပေါ့တော့အဲ့လိုပွဲတွေဆိုတာလည်းအကုန်လုံးအတွက်ထိရောက်တဲ့အရာတွေဖြစ်ပါတယ်ဒါမျိုးတွေကိုပြန်ပြီးမြင်ကျင်ပါတယ်ကျွန်တော်တို့ရဲ့ဆန္ဒရသည့်ပွဲတော်တွေကိုလည်းဟိုပုံမှန်တိုင်းကျင်းပတာမျိုးလေးမြင်ကျင်ပါတယ်အခုလိုမျိုးလူငယ်တွေသွားလာနေတာမြင်ရတယ်နော်ဒီပြည်သူ့မြန်မာမှာစုယုံပြီးတော့အခုလိုမျိုးဟိုပျော်ပျော်ရွှင်ရွှင်ဆင်နွှဲနေတာမြင်ရတော့ ဝမ်းသာပါတယ်ချို့တော့မီဒီယာတွေကကောလာလာတွေရေးတော့မှာပေါ့နော်ဒီလူငယ်တွေဒီလိုသွားလာတယ်အပြန်မှာဗော်တာဆွဲတယ်လို့ဘာလို့စသဖြင့်တော့ပြောတော့မှာပေါ့နော်ဒီခုလူမျိုးသွားလာရင်တို့မကြိုက်ဘူးနော်ပြည်သူတွေပျော်နေတယ်ဆိုတို့မကြိုက်ဘူးပြီးခဲ့တဲ့ပိုင်းကရေကြောပွဲစည်းတို့ဟိုဘက်ရက်ကကျွန်းလုံးလန်းပွဲစည်းတို့နော်ဒီလိုပွဲစည်းတွေဆိုလို့ရှိရင်လည်းပြည်သူတွေအများကြီးသွားတာတို့မကြိုက်ပါဘူးရုပ်ပြည်သူများကြီးသွားရဆိုလို့ရှင်ဟိုသူတို့အာယုံမရလို့ဘောနော်သူတို့ဂယုမဆိုင်မှာဆိုလို့သူတို့က ပြည်သူများများဆဆအလုပ်သွားနေတယ်ဆိုရင်တို့ကြိုက်တာမဟုတ်ပါဘူး။အလဲရဲမှာပြောရှင်ပါစီလို့ဆုတောင်းပါတယ်။နောက်တရင်တဘူကတော့ကျွန်တော်တို့ online assign ပေါ့နော်။ online assign ကနောက်ဆုံးပွဲကိုထိုးသွားပြီးအနိုင်နဲ့နှုတ်ဆက်သွားတယ်ပေါ့နော်။အဲ့တော့ဒီပွဲမှာကျွန်တော်တို့မြန်မာနိုင်ငံကအဆူတော်ကြီးဦးလေးဖြူကိုရိုင်းအမေလိုက်ကတချင်းနဲ့ဖြောပြပေးခဲ့တာလည်းတွေ့ပါတယ်။ကြသိန်းထားလို့ဆရာပဲ။ရောင်စုံမိတိကြားထဲမှာဝါစိန်ဒီအဲ့ဒီမိကြားထဲမှာဦးလေးဖြူရဲ့ထွက်လာတဲ့ဟာ ီးတော့ online ဆိုင်ရဒီနိုင်ငံတော်အလံခြုံထားတဲ့မြင်ကွင်းကကျွန်တော်နိုင်ငံအတွက်ဆာလောင်ပါတယ်။ဒါကျွန်တော်နိုင်ငံ အနေနဲ့ပေါ့ကိုစားပြုပြီးတော့နိုင်ငံကိုစားပြုတခုမဟုတ်လို့ရှင်တော့မှနော်နိုင်ငံတော်အလံကိုအဲ့လိုထမ်းပိုးထားတဲ့သူတွေကိုမြင်လို့ရှင်ကျွန်တော်တို့တကယ်စိတ်ထဲကကြည်နူးမိပါတယ်အမေလိုက်ကတချင်နဲ့ထိုင်းမှာဆိုတဲ့ခါကျတော့ drop ဘုံချတဲ့ဗီဒီယိုတွေပဲကျွန်တော်ပြပြမြင်တယ်ပေါ့နော်အမေလိုက်ကတချင်ဘယ်မှကြကြ အဲ PDF တွေကောင်းပေါ့ဒရဂွန်ကြာနေတာပဲကျွန်တော်မြင်ရတယ်ပေါ့နောက်တတိယဘုတ်ကတော့ Harmat တွေကတစားကန်နေအကုန်လုံးပြန်လွတ်ပေးဖို့ဆိုပြီးတော့သဘောတူလိုက်ပြီလို့သိရပါတယ်။ Israel တစားကန်နေနဲ့အခြားသောတစားကန်တွေကိုသူတို့ဖန်ဆီးထားတဲ့တစားကန်တွေပြန်လွတ်ပေးမယ်လို့ပြောတယ်ပေါ့။စရိယာဒီတစားကန်တွေကိုသူတို့ကင်ထားတယ်ဆိုတာပြန်မလွတ်ဘူးဆိုတာသူတို့အမကန်ချက်တစ်ခုအနေနဲ့ကင်ထားတာလွတ်လိုက်ပြီဆိုရင် Israel ဘာလုပ်မလဲသူတို့သိတယ်။နေတန်ယာဟုဘယ်လောက်ရက်ဆက်လဲသူတို့သိတယ်။ဟာမတ်ဒီအတွက်ကတော့ ဘယ်လိုအလှည့်ပြောင်းဖြစ်လာမလဲတော့မပြောတတ်ဘူး။အဲ့တော့တစားကန်နေပြန်လှုပ်ပြီးမယ်။ဇာကန်အနေနဲ့ဘယ်လိုလှုပ်သွားမလဲဆိုတော့ကျွန်တော်စောင့်ကြည့်ရမှာဖြစ်ပါတယ်။နောက်တစ်နေ့ဘုံကတော့ကျွန်တော်တို့ပိတ်ရခยีသွားများတာကြောင့်အမြန်လမ်းပေါ်မှာရင်ကျောပိတ်ဆို့မှုဖြစ်ပေါ်နေပါတယ်။အဲ့တော့ဆွာချောင်းတရားပေါ့တိတဲ့အတိုင်းပဲအဲ့မှာတရားကဘီလီတရားထိုးရတယ်တချမ်းမရှိတယ်။အဲ့တော့တချမ်းမရှိကြတော့ပုံမှန်တိုင်းတော့မှကျွန်တော်တို့သွားမယ်ဆိုတော့အဲ့နာလေးမှာနည်းနည်းလေးဆောက်ရတယ် တော့တရားတစ်ဖက်ပဲရှိတယ်ဟိုဘက်ကလည်းမကောက်လို့သွားလို့မရတဲ့အနေထားပေါ့နော်အဲ့တော့ဒီတစ်ဖက်လေးကိုအလဲကျသွားနေရတယ်အခုသတင်းကြားတော့အမြန်လမ်းပေါ်မှာအေးဆွာချောင်းတရားပန်းဝင်ချင်မှာကားတွေပိတ်မိနေတယ်တခါလှုပ်လို့ရှိရင်အစီ90ပဲလှုပ်တယ်တချမ်းလှုပ်လို့ရှိရင်ပေါ့နော်အဲ့မှာမိသက်တစ်ဖွဲ့ကတာဝန်ရှိတဲ့သူတွေကလမ်းကျော်ရှင်းလင်းရေးတွေလှုပ်ဆောင်နေတယ်ရင်ကျော်ပိတ်ဆို့မှုအခြေကြီးဖြစ်နေတယ်လို့သိရပါတယ်နောက်တစ်နေ့ဘုကတော့ချင်းပြည်နယ်မင်းတပ်မြို့မှာလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ် အဲ့တော့ရတားတိခိုက်မှုရှိတယ်လို့ပဲပြောမှာပေါ့နော်။သူတို့ကတော့တည်င်းလို့ပဲကြီးမှာပေါ့။အဲ့ဒီတိုက်ခိုက်မှုမှာကျသွားတဲ့ဟိုတယ်နော်လေဘုံကျသွားတဲ့ဟိုတယ်။သူတို့ရိုက်လို့ရိုက်ထားလိုက်တာပဲ။ကျွန်တော်ဓာတ်ပုံတွေကိုကျွန်တော်အမြဲတမ်းပြောတယ်ကျွန်တော်မှတ်တမ်းဘရောမမကြည့်ပါဘူး။ဓာတ်ပုံတွေကိုအမြဲတမ်းကျွန်တော်တို့ကတန်တရားမျက်လုံးနဲ့ကြည့်ပါတယ်။အဲ့တော့လေရောက်တိုက်ခိုက်ခံရတဲ့ဓာတ်ပုံကိုကြည့်လိုက်တဲ့ချိန်မှာဟိုတယ်ရဲ့ဓာတ်မှာတဲအိတ်နဲ့ဘန်ဂါလုထားတာတွေ့ရပါတယ်။နော် အပြင်တောက်လေးမှာဓာတ်ပုံရဲတောက်လေးမှာအဖျားနာလေးပါသွားတယ်ကျွန်တော်မြင်လိုက်ရပါတယ်အဲ့တော့ဒီနေရာကတေချာပေါက်ချင်းတောင်းချမ်းသူတွေလက်နက်ကန်တောင်းချမ်းသူတွေအခြေချတဲ့နေရာဆိုကျွန်တော်တို့ပြောလို့ရတယ်အဲ့တော့လေချမ်းတက်ခိုက်မှုကမှန်ကန်တယ်သိကြတယ်ဒါပဲဒီလောက်ပဲပြောချင်တယ်နော်နောက်သတင်းတစ်ပုဒ်ကတော့ဒီဘောကျင်တီရွာအဲ့တော့ကျွန်တော်ခုနေ့ကပြောတယ်တံတားတစ်စင်းပေါ့နော်မိုင်းကတ်ထားတယ်လို့ဒါကျွန်တော်အောက်မှာလဲလာမတ်နဲ့သူရှေ့ခါကြတော့အဲ့ဒီကျင်တီရွာပေါ့အဲ့ဒါကျင်တီတံတားပေါ့နော်အဲ့တော့ကျင်တီရွာမှာ ဒီကြောင့်တိုက်ခိုက်မှုတစ်ခုပြုလုပ်ခဲ့တယ်ဒီတိုက်ခိုက်မှုမှာလည်းသူတို့ကတော့အရက်သားထိတယ်လို့ပဲပြောတယ်ဗောနော်ဒီတိုက်ခိုက်မှုလည်းဒီ TNL လက်နက်ကိုင်တောင်းကျင်းသူတွေဘက်ကထိခိုက်မှုရှိခဲ့တယ်လို့သိရပါတယ်အဲ့လိုပဲဒီဘောမှာနောက်ထပ်လေကြောင်းတိုက်ခိုက်မှုတစ်ခုပြုလုပ်ခဲ့ပါသေးတယ်အဲ့ဒါကတော့ဒီဘောမျိုးနယ်မန်ဟဲရွာဗောနော်ဒါကလည်းပလောင်ခြေဆိုင်တဲ့ရွာဆိုတော့အားလုံးသိပါတယ်ပလောင်တော်တော်များများအဲ့မှာခြေပြီးလို့ဆိုတော့သိပါတယ်အဲ့ဒီလေကြောင်းတိုက်ခိုက်မှုကိုအော်တိုဘာလ၄ရက်နေ့မနက်9:00နာရီ90လောက်မှာတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်အဲ့လိုပဲပလောင်ကိုပဲအုတ်ချွေးရရတယ်မှာရှိတဲ့နမ်ဆန် ဒီကြောင့်တိုက်ခိုက်မှုတစ်ခုထပ်ပြုလုပ်ခဲ့ပါတယ်။နမ်ဆတ်မြို့နယ်ဇေတုံဟုံးရွာအဲ့ဒါလဲပလောင်အများစုနေထိုင်တဲ့ရွာဖြစ်တယ်လို့ TNL ဘက်ကနော်အခြေပြုထားတဲ့နေရာတွေတကယ်တိုက်ခတ်ခဲ့တာမှန်ပဲလို့သိရတယ်။အဲ့တော့ကျွန်တော်တို့သတိပေးတယ်ကိုယ့်အကူဘာလူမျိုးပဲဖြစ်နေနေလက်နက်ကိုင်တောင်းကျန်းသူတွေနဲ့အတူတူရှင်တွဲနေထိုင်ခြင်းမပြုပါနဲ့နော်။ဒါကအန္တရာယ်များပါတယ်။နောက်တစ်တင်းတစ်ခုကနည်းနည်းတော့စိတ်မကောင်းစရာပါပဲ။အဲ့ဒါကလီဂီကောင်မှရှိတဲ့ခါစစ်ပြုလုပ်ထားတဲ့နေရာတစ်ခုလူညိုတစ်ဖုတ်ဝင်ဝင်ရောက်တင်းစီတယ်။ ဒီလိုသိသိတဲ့နေရာမှာ PDF အလောင်းနှစ်လောင်းလက်နက်မျိုးစုံ၅လက်နဲ့ခဲရန်နေသိသိရမိရေပေါ့အဲ့တော့ PDF အလောင်းကိုသိသိရမှာနော်တို့ကန်ဆစ်ပြုလုပ်ထားတဲ့နေရာမှာအခက်ဒီခြေထောက်ကိုတန်ချေခြင်းခတ်ပြီးတော့ခန်းစစ်လုပ်ပြီးပြစ်ခိုင်းတာတယ်ပေါ့နော်ငွေစီတုံထားလားမတုံလားဆိုတော့တေးပြီးတော့ကျွန်တော်လည်းမသိဘူးတေးနေပြီဆိုတော့နော်အဲ့တော့ခြေထောက်ကိုဒီလိုမျိုးတန်ကျိုးခတ်ပြီးတော့တိုက်ခိုင်းတာကရခိုင်ပြည်နယ်မှာလည်းအေအေကအဲ့လိုလုပ်ခိုင်းလို့လို့ရှိတယ် နော်အဲ့တော့လူမျိုးတစ်ဖုံဝင်နေရတော့အဲ့တန်ကျိုးဖြုတ်ပေးလိုက်တယ်လို့သိရပါတယ်တေးတာမကျွတ်မှဆိုလို့ပါအဲ့တော့ PDF ဒီဘွားကလည်းတကယ်တနာစရာကောင်းပါတယ်နောက်တစ်နေ့တစ်ဘွားကတော့ပမောမှာအတို့ဘလာ၃ရက်နေ့ကနေမီရှင်လေးလှုပ်ဆောင်ခဲ့ပြီးတော့ KIA အလောင်းတလောင်းတနက်၃လက် KM ပစ္စည်းတွေတင်စီရမိခဲ့တယ်လို့သိရပါတယ်ဗမောတရင်နဲ့ပတ်သက်ပြီးတော့လည်းသူတို့ကအမြဲတမ်းလူမျိုးတစ်ဖုံဝင်တွေထိခိုက်တယ်ဆိုပဲတင်နေကြဆိုတော့ တော့နေမရှင်းလေးကြီးတွေဆက်လက်လှုပ်ဆောင်နေသေးဖြစ်ပါတယ်မပြီးသေးပါဘူးပေါ့နော်အဲ့တော့ဒီနေ့အတွက်သတင်းတွေကတော့ဒီလောက်ပါပဲလာကုန်ရဖြစ်တဲ့အတွက်ကျွန်တော်မီဒီယာကိုထောက်ပံ့မှုအတွက်လည်းကျွန်တော်အနေနဲ့နှုတ်ဆက်တိုက်တွန်းလိုက်ပါတယ်ခင်ဗျာကြည့်ရှုအားပေးတဲ့သူတွေတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်မင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေခင်ဗျာ